ဟယ်လိုအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုကတော့ကျွန်တော်တို့တတိတက်စီဂိမ်းပေါ့နော်ကျွန်တော်တို့ဒါထိုင်းလန်မှာကျင်းပတဲ့စီဂိမ်းပါဆိုရင်တော့ဒါဒီကနေ့ဒါကျွန်တော်တို့ဒီဇင်ဘာလ9ရက်နေ့ညနေဒါထိုင်းစံတော်ချိန်4နာရီမှာဒါရှင်ပိုင်ကစားသွားမယ်မြန်မာအမျိုးသမီးအသင်းနဲ့ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့ရဲ့ကျွန်တော်တို့စီဂိမ်းပြိုင်ပွဲ group stage ပွဲစဉ်ကိုကျွန်တော်တို့တွေသွားရောက်ပြီးတော့အားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကအခုဒါကျွန်တော်လာချုံမဲ့ကားကိုစောင့်နေတာဖြစ်ပါတယ် အဲ့ဒါနေကြရင်ကိုင်းရောက်တဲ့ခါမှာကျွန်တော်တို့ဘယ်လိုမျိုးတွေဒါကျွန်တော်တို့တွေနဲ့အတူဒါဂျင်ခုံစိတ်လှုပ်ရှားဆိုတာကြည့်ရှုအောင်လဲဆိုစောင့်ကြည့်ရအောင်ခင်ဗျာတဒါ aku ara jano ro a myanmar tin ne philippine tin ne kan me chumuri myo ga agada yong go yauk shin ni ya phit par de a lo de jano yauk ne ya chain ya ro nen nen li so de de a so de do a na nai law ma thu pe win me lo pyo de a khana ni no jano ro myanmar tin ne philippine tin ne အစားကြတဲ့ပွဲကိုကျွန်တော်မြန်မာဘက်ကနေပြမှာအတူတူအားပေးကြအောင်အဲ့တော့စတင်ပြီးတော့ဖိလစ်ပိုင်သင်းနဲ့တွေ့ဆုံတဲ့မြန်မာအမျိုးသမီးအသင်းတွေကအာသူတို့ရဲ့ခြေစွမ်းခြေစားတွေဘယ်လောက်ကြီးဒါကျွန်တော်တို့ ခွင့်ပွဲဒီမှာမြန်မာပြည်သက်တွေကိုစိတ်ချနိုင်မှုရအောင်ဒါလုပ်ပေးသွားမယ်ဆိုတာကိုကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ခင်ဗျာတကယ်ကိုမှအာကောင်းမွန်တဲ့ခြေစွမ်းနဲ့တို့ကျွန်တော်တို့အသိကိုအမြဲတမ်းကျွန်တော်ဒုက္ခပေးနေတတ်တဲ့မြန်မာမျိုးသမီးတွေကတော့ဒီနေ့ပွဲစဉ်မှာလည်းကျွန်တော်တို့ကိုယ်တွင်းဖို့အတွက်ဘလောက်ထိစ조사သွားမလဲဆိုဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးခင်ဗျာโอเคကျွန်တော်တို့ဒါ မြန်မာသင်းနဲ့ဖိလစ်ပိုင်သင်းတို့ရဲ့ပွဲစဉ်ကိုဒါကျွန်တော်တို့ကြည့်ရှုဖို့အတွက်အချိန်ကလည်းနေခဲ့အစောနေသေးတာဖြစ်တဲ့အတွက်တော့ဒါပြည်သက်တွေဝင်ဖို့ကိုကျွန်တော်တို့အခုအချိန်မှာတော့အားလုံးကတန်းစီပြီးတော့စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်အဲ့တော့မြန်မာသင်းကိုအားပေးမဲ့ပြည်သက်တွေကလည်းအနောက်မှာဆိုရင်တခဲနဲ့ရောက်ရှိနေပြီဖြစ်ပါတယ်အဲ့တော့ဒီကနေ့မြန်မာအသင်းရဲ့ဒါခြေစွမ်းခြေစားတွေကိုဒါကျွန်တော်တို့ တကယ်ကိုစူးစမ်းပန်းစားနဲ့ကစားခဲ့လို့နိုင်ဝဲရရှိခဲ့မယ်ဆိုရင်တော့ဒီထက်မကအများပြတဲ့ပြည်သက်တွေကလာရောက်ပြီးတော့ကြီးရှုဖို့ကျွန်တော်ဒါကြီးရထားတယ်လို့လည်းသိရပါတယ်အဲ့တော့ကိုင်းနဲ့ရောက်တဲ့ခါမှာကျွန်တော်မြန်မာအသင်းရဲ့ခြေစွမ်းနဲ့မြန်မာအသင်းရဲ့ရလဒ်တွေဘယ်လိုဖြစ်သွားမလဲဆိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ခင်ဗျမြန်မာမြန်မာမြန်မာ โอเคအခု2နာရီလဲထိုးပြီဆိုတော့ဒါကျွန်တော်တို့ပြိသက်တွေကိုကျွန်တော်ကွင်းထဲကိုပေးဝင်နေတဲ့အနေထားကိုကျွန်တော်မြင်တွေ့နေရပြီဖြစ်ပါတယ်အဲ့တော့ပြိသက်တွေကလည်းတကယ့်ကိုမှဒါနေပူရေးပါဗျာကျွန်တော်စူးစားပန်းစားစောင့်ဆိုင်ပြီးတော့တန်းစီပြီးတော့ဒါဝင်ရောက်နေကြတာဖြစ်ပါတယ်အကုန်လုံးကကျွန်တော်ဒါကျွန်တော် line account တော့ line account တော့ဒါ whatsapp ကတော့ line account ကျွန်တော်တို့က register လုပ်ထားတဲ့

โอเคအခုဆိုရင်တော့ကျွန်တော်တို့မြန်မာမျိုးသမီးသင်းနဲ့ရှင်ပြိုင်ဖို့အတွက်ဖိလစ်ပိုင်မျိုးသမီးသင်းကတော့ကျွန်တော်တို့ရောက်ရှိလာပြီဖြစ်ပါတယ်အဲ့တော့အာကျွန်တော်မကြခင်မှာဆိုရင်တော့ကျွန်တော်ညနေထိုင်းစံတော်ချိန်၄နာရီမှာဆိုရင်မြန်မာမျိုးသမီးသင်းနဲ့ဖိလစ်ပိုင်မျိုးသမီးသင်းတို့ရဲ့ပြိုင်ပွဲကိုကျွန်တော်မြင်တွေ့ရတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နောက်ဘက်မှာပန်းစည်းတွေကင်လာတဲ့ပြည်သက်တွေတော့တွေ့တယ်ဗျအဲကျွန်တော်မြန်မာအသင်းမျိုးသမီးသင်းအတွက်တယ်လာလားကျွန်တော်ပါပြီးမေးကြည့်လိုက်မယ်ဟုတ်ကဲ့ဟာ ်မင်္ဂလာပါညီမလေးတို့မင်္ဂလာပါအပန်းစီတွေကပဲအကောင်လေးပေးဖို့အဲမဟုတ်ညိုကြီးပေါ့အာသူ့ကိုညိုကြီးအာညိုကြီးပေါ့ညီမလေးအောင်အာညိုကြီးပေါ့တကူတကနော်ဘယ်ကနေအောင်လာအာစမှုပကံပန်းစမှုပကံအာစမှုစမှုပကံကနေအောင်မှာဒီဒီတကူတကနော်အားပေးတဲ့ကိုအားပေးတဲ့မြန်မာမျိုးသမီးအတင်းအတွက်ပန်းစီတွေယူလာတဲ့ကျွန်တော်မြန်မာပြည်သက်တွေပါ င်္ဂလာပါကိုရမတို့မင်္ဂလာပါဒီနေ့ကျွန်တော်မြန်မာမျိုးသမီးတင်းနဲ့ဖိလစ်ပိုင်မျိုးသမီးတင်းပွဲကိုတော့ဘယ်ကနေတောင်လာအားပေးရလဲကျွန်တော်ကမော်ချစ်ကပါမော်ချစ်လောမော်ချစ်အမတို့နှစ်ယောက်ကကြတော့ဆမ်ရွန်ကနေတာဆမ်ရွန်အော်ဘန်ကောက်ကနေပြီးတော့မှချွန်မူရီတီတကူတကကြီးလာပြီးတော့မှအားပေးရအားပေးရဘယ်ချိန်နဲ့ရောက်နေကြလဲတနင်္လာလောက်တည်းကကျွန်တော်ရောက်တယ်။တနင်္လာကဘလုံးမွဲက၄နိုင်မှကမှာဝရီကတအားကောင်းကောင်းတဲ့မြန်မာပြည်သက်တယ်နော်။အဲ့တော့အဲဒီမြန်မာမျိုးသမီးအသင်းထဲမှာကြိုက်တဲ့ကစားသမားကြီးရှိလား။ ီရမေထလူကမေထလူအမတော့အကုန်လုံးအားပေးတယ်အကုန်လုံးအားပေးအကုန်လုံးအားပေးပါအကုန်လုံးအားပေးဘာလို့အကုန်လုံးစူးစမ်းကြမှာကျွန်တော်မြမအသင်းရနိုင်ပါလိမ့်နော်အဲ့တော့ကျွန်တော်တို့ခဏနေမြမအသင်းပွဲစတာမယ်အဲ့တော့ကျွန်တော်နဲ့အတူတူမြမအသင်းရောအားပေးပဲမြမမြမအခုချိန်ရဆိုရင်တော့ကျွန်တော်တို့ထိုင်းနိုင်ငံဆန်တော်ချိန်3နာရီကျော်တော့ရှိသွားပြီပေါ့နော်ဘောလုံးပွဲက4နာရီစမှာပါအခုလက်ရှိအနေအထားမှာကတော့ အာပရိသတ်တွေတချို့ဝင်ဝင်မရသေးတာရှိတယ်အခုလက်ရှိမှာလည်းအာကွင်းထဲကိုနည်း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 ချင်းစီတော့ပေးတော့ပေးဝင်နေပါပြီအာပေးဝင်နေပြီဆိုရင်မဲ့တချို့ပရိသတ်တွေပြောတာကတော့တချို့ဆိုရင်ဒီအထိကိုလာတဲ့3နာရီအကွာဝေး လာတဲ့ကမ်ဘူချာနယ်ကနေတော့မှအခုတကအလုတ်ဖြတ်ပြီးလာကြတဲ့သူတွေပြည်သက်တွေရှိပါတယ်ဒီမှာပထမတော့ walking အယောက်200ပေါ့နော်ပြင်ဝင်မယ်လို့ပြောရလက်ရှိမှာတော့အယောက်200ဆိုတဲ့ဟာကလည်းသူတို့ညှိနှိုင်းနေသေးပါပဲအဲလက်ရှိမှာတော့ကျွန်တော်တို့ဘောလုံးပွဲကြည့်ဖို့ကတော့ ဟိုတပြေးပြေးတော့အော်ပွဲဆောင်မဲ့အချိန်ကတော့နီးကပ်လာပြီအထဲကတော့ပိတ်သက်တွေဝင်ဝင်ရဖို့ကတော့ကွလတီစောင့်ဆိုင်းနေတော့မှာပါခင်ဗျာကျွန်တော်တို့ပြည်သက်တွေဘယ်အချိန်တည်းကနေဆောင်ဆိုင်နေတယ်အာမြန်မာအသင်းအတွက်ဘလောက်ကြည့်အောင်ပေါ့နော်အခက်ထားကြရဲဆိုတော့ကျွန်တော်နည်းနည်းလေးပြကြည့်မယ်နော်ပြကြည့်ပါဦး အာပင်လာပါညီမလေးအညီမလေးဘယ်ကနေလာရတာလဲဆက်ချင်းဆောင်ဆက်ချင်းဆောင်ဆက်ချင်းဆောင်အာဒီကနေဆိုဘလောက်လောက်ဟိုပါပြီနိုင်ဝက်နိုင်ဝက်နိုင်ဝက်အခုညီမလေးဘယ်ချိန်နဲ့ရောက်နေလဲနှစ်ချက်ဘုံတော့နှစ်နိုင်လောက်တယ်နှစ်နိုင်လောက်တယ်ရောက်ဒီနေ့ရောဒီနေ့ရောကိုင်းနဲ့ဝင်ပြမယ်လို့ထင်လားဒါပဲဝင်ဖို့လာတာပဲဆက်ပြီးအားပေးဖို့ခုတည်းကစောင့်နေရောမှာနော်အဓိကကကိုကိုမြန်မာအတင်းနိုင်အောင်အားပေးဖို့ပါပဲနော်โอเค သူကညာလေးကျွန်တော်လက်ရှိမှာတော့ပြိတက်ကတော့လုံးဝဇွဲမလျှော်သေးပါဘူးစောင့်နေမှာပေါင်းလဲဆိုတော့ဒီနေ့လက်မှတ်ဖြတ်ထားတဲ့ပြိတက်တွေကတော့အထက်ကိုတချို့တဝက်တွေရောင်းနေကြရေပေါ့နော်မရောက်သေးတဲ့ပြိတက်တွေကလည်းမရောက်သေးပါဘူးအာတို့ walking အနေနဲ့ဒါအတန်အောင်ကြပါခင်ဗျာကြည့်ချင်နေပြီဟုတ်ကဲ့ဟုတ်ကဲ့ဟာလို့ညီမတို့ဟာလို့ဝင်ကြည့်နေပြီဟာဘယ်နေအောင်လားအဲ့ ။အဲကျွန်တော်တို့ကစပူပကံစပူပကံကကြောက်နေကြပြီပေါ့။ကြာပြီကြာပြီ။ဟိုနှစ်ချက်တို့တွေကရောက်နေတာ။နှစ်ချက်တို့တွေက။ဒီနေ့ရောက်ရောက်ဆိုတဲ့ဒီနေ့ကျွန်တော်တို့ကြည့်ပြမယ်လို့ထင်လားဘူး။ဟုတ်ကြည့်ရတယ်ကြည့်ပြပါတော့။ကြည့်ပြလဲတော့ဝင်မယ်။အာဒါဒါဆင်းတော့ဝင်မယ်။အတင်းကကိုကိုအတင်းအားပေးဖို့။နားဖို့ရေးကြည့်အောင်ပဲ။ဒီကပါ။ပြေးပါအားပေးပါဒီမှာအားပေးမယ်။ โอเคအခုဆိုရင်ကျွန်တော်ဒါ IP ကွင်းမှာနောက်ထပ်တစ်ပောက်ကိုကျွန်တော်ဖွင့်ပေးလိုက်ဖြစ်ပါတယ်ဒီပောက်ကတော့ကျွန်တော်ဒါဒီပြည်သက်တွေအနေနဲ့ဒါ register မလုပ်ထားဘဲနဲ့ passport ယူလာရုံနဲ့ဒါအလွယ်တကူ working ဝင်နိုင်မဲ့ကျွန်တော်ဒါဝင်ပောက်တစ်ခု address တစ်ခုကိုဖွင့်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျအဲ့တော့ပြည်သက်တွေကလည်းအကုန်လုံးတန်းစီပြီးတော့ဒါမြန်မာပြည်သက်တွေတောက်လျှောက်တန်းစီပြီးဝင်နေပြီဖြစ်ပါတယ်တစ်ဖက်မှာလည်းကျွန်တော်ဒါဆော်ဗိုင်ပြည်သက်တွေကလည်းဝင်ခွင့်မရတဲ့အတွက်အနေငယ်လေးဒါရောင်းရင်းဆိုင်ကဖြစ်နေတဲ့အနေအထားမျိုးလည်းကျွန်တော်မြင်တွေ့မှာဖြစ်ပါတယ်ခင်ဗျ ောက်ဆုံးတော့ကွင်းထဲကိုရောက်ခဲ့ပါပြီ သင်းတို့ရဲ့ပွဲစံမှာဆိုရင်တော့ကျွန်တော်မြန်မာအသင်းကကျွန်တော်အသင်းကောင်းဆောင်ဝင်းသိကြီးကျွန်းရဲ့ဒါတွင်းကိုနဲ့ဂျိုးပမာပိုင်းမှာဆိုရင်တော့တကုတ်ကုတ်မရှိတဲ့နိုင်ရရှိတာဖြစ်ပါတယ်အဲ့တော့ပမာပိုင်းခက်တာနားပြီးတော့ဒုတိယပိုင်းပြန်စားတဲ့အချိန်မှာမြန်မာအသင်းအနေနဲ့ကျွန်တော်နိုင်ကိုတွေဘယ်လောက်ထပ်သွင်းသွားအောင်လဲဆိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးခင်ဗျာ ။ခန်းနိုင်ငံမှာကျင်းပတဲ့ကျွန်တော်တို့က33ချိန်မြောက်အရှိတောင်အာရှကစားပြိုင်ပွဲမှာဆိုရင်တော့မြန်မာမျိုးသမီးအသင်းနဲ့ဖိလိပိုင်မျိုးသမီးအသင်းတို့ကဆိုရင်တော့ကျွန်တော်တို့ကဂရိအနေနဲ့ကျွန်တော်တို့ပွဲဥထွက်ပွဲစဉ်ကိုရှင်ပြိုင်ခဲ့တဲ့ဒေသမျိုးမှာဆိုတော့မြန်မာအသင်းကဖိလိပိုင်အသင်းကိုနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိပြီးတော့တော်တာ၈ရက်နေမှာဆိုရင်တော့မလေးရှားအသင်းနဲ့ကျွန်တော်တို့ကဒီ IB ပေါ့နော်ချွန်ပူရီမှာရှိတဲ့ IB ကွင်းမှာပဲကျွန်တော်တို့ထိုင်းစံတော်ချင်းညနေ၄နာရီမှာဆက်လက်ပြီးတော့ကျင်းပသွားမယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ကျွန်တော်တို့ရဲ့စီစဉ်နေဆက်နေမှုဒီမှာပဲကျန်နာကုန်ပြီပါခင်ဗျ။ဟုတ်ကဲ့ကျွန်တော်နောက်ပွဲလေးမှာပြန်ဆုံးမယ်အတန်းဝင်ပြီအတန်းဝင်နေပြီ